မင်္ဂလာပါမြန်မာအော်ဒီယိုပုတ် channel ကနေကြိုဆိုလိုက်ပါရယ်ကျမတို့ရဲ့ channel အားဆိုရင်တော့စာကောင်းပေကောင်းတွေကိုအစဉ်အမြဲဖတ်ပြပေးနေတဲ့ channel တစ်ခုပဲဖြစ်ပါရယ်အခုတစ်ခါမှလည်းဆရာကြီးပမော်သိမ့်ဖေရေးသားထားတဲ့စီးရဲနုံမချမ်းသာပုံတို့ဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါရယ်ဟုတ်ကဲ့ပါအခုဆိုရင်တော့စီးရဲနုံမချမ်းသာပုံတို့ဆိုတဲ့စာအုပ်ထဲမှာစာရေးစာဖတ်ခက်ခဲလို့ကြောင်းထွက်ရသူမှဘီလီယံနာဖြစ်သွားတဲ့ Virgin Group ပိုင်ရှင်ရဲ့အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါရယ် ဟုတ်ကဲ့ပါ သူနာမည်ကတော့ Richard Branson ဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံကစာရေးစာဖတ်ခက်ခဲတဲ့အုံနောက်ချွေရင်းချက်လေးရှိတဲ့ကောင်းလေးတယောက်ဟာအသက်16နှစ်မှာစာမလိုက်နိုင်လို့ကြောင်းထွက်လိုက်ပြီးကိုယ်ပိုင်စီးပွားရေးဆက်လုပ်တယ်။သူနဲ့တငင်ချင်းတယောက်ဟာသူတို့စုထားတဲ့မုပ်ဘူးလေးတွေနဲ့ចောင်းသားတွေဖတ်ဖို့ student ဆိုတဲ့စာအုပ်လေးတစ်ခုကို ထုတ်ဝေလိုက်တယ်။စာဆောင်လေးဟာအယမ်းမဲရောင်းကောင်းခဲ့ပြီးအောင်မြင်သွားတယ်။တရားမြင်မှုအစပြုပြီးပော့တခြင်း event တပြားဆိုင်တွင် ဗီဒီယိုခွေငါးဆိုင်တွေဖွင့်ရင် နောက်ထပ်စီးပွားရေးလုပ်ငန်းတွေအများကြီးထူထောင်နေအခုတော့သူဟာနိုင်ငံပေါင်း30ကျော်မှာကုမ္ပဏီပေါင်း400ကျော်နဲ့ဖွဲ့စည်းထားတဲ့ Virgin Group ရဲ့ပိုင်ရှင်နဲ့အင်္ဂလန်နိုင်ငံမှာအချမ်းသာဆုံးဘီလီယံနာတရေကြီးတွေကတယောက်ဖြစ်နေပါပြီသူနာမည်ကတော့သူနာမည်ကတော့ Richard Branson ပါသူရဲ့တရင်ဟာယနေ့တရင်စာစာဆောင်နဲ့အင်တာနက်တွေမှာပြန့်နေနေပါတယ်။ သူရတမှုထူးခြားတဲ့စီးပွားရေးလုံနည်းလုပ်ဟန်တွေဟာစိတ်ဝင်စားစရာအကောင်းလုံးလို့ရေးသားဖော်ပြပေးလိုက်ပါရရှင်။ Richard Branson နာမည်ပြည်ဆောင်က Sir Richard Char Nicholla Branson သူက1950ပြည့်နှစ်ဇူလိုင်လ18ရက်နေ့ကအင်္ဂလန်နိုင်ငံလန်ဒန်မြို့ရဲ့ Black Hat နယ်မြေမှာမွေးဖွားခဲ့ပါတယ်။အဖေ Edward Jane Branson ကရှေ့နေဖြစ်ပြီးတော့အမေ Eve Handley Branson ကတော့လေးရင်မဲဖြစ်ပါတယ်။ ေးချက်မှာမောင်နှမ၃ယောက်ရှိပြီးသူကအကြီးဆုံးပါသူ့မောင်မွေးကလေးက dyslexia ဆိုတဲ့စာရေးစာဖတ်ရမှာအခက်အခဲရှိသလိုဖတ်ပြီးသွားတဲ့စာကိုအတိတ်ပဲမဖော်နိုင်တဲ့အုံနောက်ဉာဏ်ချုပ်ရင်းချက်လေးတစ်ခုပါလာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချုပ်ရင်းချက်ဟာသူ့စဉ်းစားဉာဏ်မှတ်ဉာဏ်ကိုတော့မထိခိုက်ပါဘူးကျောင်းကဆရာမတော်တော်များများကအဲ့ဒီကြိုရင်ကြကြောင့် Richard ဟာသူ့ဘဝတခြားမှာစင်စင်ရဲရဲနဲ့နေသွားရမယ်လို့ထင်ကြတယ်။တချို့ဆရာမတွေကြတော့သူဟာညံထက်မြက်တယ်လို့ပြောကြတယ်။ သူ့ကြောင့်ရဲ့ကြောင့်ဆရာကြီးကတော့သူ့ကို Richard မင်းကတနေ့ကျရင်ထောင်ပဲကြမလားမီလီယံလားတတိကြီးပဲဖြစ်မလားတခုခုတော့ဖြစ်မှာပဲလို့မကြခဏပြောလို့ရှိတယ်။ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီချိုရင်းချက်လေးကြောင့်เจ้าမှာစာမလိုက်နိုင်တော့တာနဲ့ Richard ဟာအသက်16နှစ်မှာเจ้าကထွက်လိုက်တယ်။သူ့ကြောင့်ထွက်လိုက်တာစာမလိုက်နိုင်လို့ဖြစ်တယ်လို့စာတင်မှုစိတ်ဝင်စားတော့ပဲစီးပွားရေးတစ်ခုလုပ်ချင်တာကြောင့်လည်းဖြစ်ပါတယ်။တကယ်တော့အသက်ငယ်သေးတဲ့ Richard ဟာ မိဘရိစီဟိုဘိုးလက်ဖြတ်ခံတောင်းပြီးသူ့ကိုကျွေးရနဲ့ထိုင်စားနေလို့ရပါတယ်။ဒါပေမဲ့သူဟာသူ့အာသူကိုပြီးကြီးဖွားခြင်းစိတ်ရှိနေတယ်။သူဟာအရင်ကအเจ้าမာတော်ကစာဆောင်လေးတွေထုတ်ဝေခဲ့ဘူးတယ်။အเจ้าထွက်ပြီးလာနိုင်ငယ်ကြမှာသူနဲ့တငယ်ချင်းတယောက်တို့ဟာသူတို့စုထားကြတဲ့မိုးဘိုးလေးတွေနဲ့ student ဆိုတဲ့လူငယ်တွေအတွက်စာဆောင်လေးတစ်စောင်စတင်ထုတ်ဝေလိုက်တယ်။အဲဒီစာဆောင်လေးမှာဖော်ပြထားတဲ့အရေးသားတွေဟာ စာပေအဆင့်မမြင်လာပေမဲ့လူငယ်လေးတွေစိတ်ဝင်စားတဲ့လောလောဆယ်ဖြစ်ရလေးတွေကို ဖော်ပြထားတာမို့လူငယ်တွေတော်တော်များများကဝယ်ဖက်ကြတယ်။ရစ်ချက်တို့ဟာပထမဆုံးထုတ်ဝေတဲ့စာဆောင်တွေပဲငွေရင်းအနည်းစိုက်ထုတ်ကြရတယ်။စာဆောင်ကိုလူငယ်တွေရန်သဘောကျဝယ်ဖက်နေကြတာကို မြင်တွေ့လာကြတဲ့လုပ်ငန်းရှင်တွေကသူတို့ရဲ့ပစ္စည်းကြော်ညာတွေကိုပတ်စံပေးပြီးစာဆောင်မှာထည့်ခိုင်းကြတယ်။ဒုတိယစာဆောင်တွေကြော်ညာကားဖြင့်ဒေါ်လာ၈၀၀၀ရလိုက်တယ်။ နောက်ပိုင်းမှာ Richard တို့ဟာចောင်းသားလူငယ်တွေကို စာဆောင်9000ကိုအလက်ကားပေးဝေလိုက်ပါတယ်။ဘာကြောင့်အလက်ကားပေးလိုက်ရတာလဲ။စာဆောင်ရဲ့ထုတ်ဝေကုန်ကြေးရာစောညာကားတွေနဲ့လုံလောက်နေတဲ့အပြင်အမျက်တောင်ကျနေလို့ပါ။16နှစ်ရွယ်ကောင်လေးတယောက်ရဲ့စီးပွားရေးအကန့်မြင့်မှုဟာချီးကျူးစရာပါပဲနော်။1966ခုနှစ်မှာ Richard ဟာလန်ဒန်မြို့ကလူငယ်တွေဟာပေါ့တချင်းဂီတာကိုအယူးမှုစိတ်ဝင်စားနေကြတာကို သတိထားမိပြီးလူငယ်တွေကို ပေါ့တခြင်းအဲဗန်တပြားတွေရောင်းဖို့အကြံတစ်ခုရတယ်။လူငယ်တွေတိုက်တက်တဲ့တခြင်းအဲဗန်တွေကိုသူ့ရဲ့အောင်မြင်နေတဲ့ student စာဆောင်မှာကြေညာထည့်လိုက်တယ်။ဝယ်ကျင်သူကဖုံးစံမှာရင်တခြင်းတပြားကိုစာတိုက်ကနေပို့ပေးလိုက်တယ်။တဖြည်းဖြည်းနဲ့ event တပြားကိုမှသူတွေအရန်များလာတာကြောင့် event တွေရောင်းလို့ရတဲ့အမြတ်ငွေတွေနဲ့တချင်းတပြားရောင်းတဲ့စံတဆိုင်ကို London မြို့လယ်က Oxford Street မှာဖွင့်လိုက်တယ်။စိုင်းနံပါတ်ကို Virgin လို့နာမည်တက်လိုက်တယ်။ ။ဒါဟာနောက်ပေါ်လာမယ့် brilliant ဘောင်းများစွာတန်တဲ့ Virgin Group ရဲ့အစားပေါ့။တိတ်မကြခင်မှာပဲ Virgin Record တည်တံတွင် Studio ဆိုင်တစ်ခုကိုလည်း London မြို့က Oxfordshire ရပ်ကွက်မှာထပ်မံဖွင့်လှစ်လိုက်ပြန်တယ်။ Studio ဖွင့်တဲ့ချိန်1992ခုနှစ်မှာ Richard ဟာအသက်22နှစ်ပဲရှိပါသေးတယ်။1993ခုနှစ်မှာ Richard ဟာ Virgin Record Studio ကနေအသက်16နှစ်ပဲရှိသေးတဲ့ရွှေပုံးသီးလူငယ်ဆိုတော့လေ Mike Offie ရဲ့ တန်ဗူလာဘဲဆိုတဲ့သတင်းစီးရီးကို ပထမဆုံးထုတ်ဝေဖန်ကြီးလိုက်တယ်။အဲ့ဒီသတင်းကိုဟာအကြီးကျယ်ကိုအောင်မြင်သွားခဲ့တယ်။အင်္ဂလန်နိုင်ငံကအယောင်ရဆုံးသတင်း event တပြားစင်းရဲ့ထိတ်ဆုံးစင်မှာသတင်းအပတ်ပေါင်း249ပတ်တည်တည်9နှစ်နေပါကြာရပ်တည်နေခဲ့ပါတယ်။တပြားချက်ရေးစုစုပေါင်း73တန်းထိရောင်းခဲ့ရပါတယ်။ Mike Ophile ချက်ချင်းနာမည်ကျော်ဆိုတော့တယောက်ဖြစ်သွားတယ်လို့ Virgin Record ကုမ္ပဏီလဲ fee တိမ်ပေါင်းတန်ပေါင်းများစွာမြတ်သွားခဲ့ပါဗျာ။ တချင်းခွေဟာကံကောင်းလို့အောင်မြင်သွားတယ်လို့ထင်ရပေမဲ့တကယ်တမ်းကအရေးချင်းရှိပေမဲ့လူမသိမိခဲပြပုံဖြစ်နေတဲ့လူငယ်ဆိုတော့လေ Mike Ophie ကိုရှာဖွေမြင်တွေ့တတ်တဲ့ Richard ရဲ့အရေးချင်းကြောင့်ပါနောက်ထပ် Richard ဆက် Pistone DY Carter Club နဲ့ Rolling Stone စတဲ့လူငယ်ဆိုတော့တွေကိုနာမည်ကျော်ရဖြစ်အောင်မွေးထုတ်ပေးခဲ့ပြီး ူ့ရဲ့တချင်းအဗန်တွေနဲ့ဘာဂျီရီကော့ဟာအမျက်အစွန်းတွေအများကြီးရလာသလိုအင်္ဂလန်နိုင်ငံရဲ့အကြီးဆုံးစတူဒီယိုတည်ထောင်သွင်းဆိုင်ကြီး6ခုထဲကတစ်ခုအပောင်ဝင်ဖြစ်လာခဲ့ပါတယ်။ရစ်ချက်လည်းအသက်23နှစ်ရွယ်မှာမီလီယံနာတတိလေးတယောက်ဖြစ်လာခဲ့ပါတယ်။ရစ်ချက်မှာတက်လက်စီယာအုံနောက်ချွင်းချက်ရှိရဆိုတာအစာပိုင်းမှာရေးပြခဲ့တာမှတ်မိသေးပါတယ်နော်။အောင်မြင်မှုရရတာကိုတည်သွားတဲ့ရစ်ချက်ဟာ1984ခုနှစ် အသက်34နှစ်မှာခီးသွလာရေးလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Fire Ager Group ကိုထပ်မံထူထောင်လိုက်ပြန်တယ်။1985ခုနှစ်မှာ Virgin Atlantic လေကြောင်းလိုင်းတစ်ခုကိုထပ်မံထူထောင်လိုက်ပြန်တယ်။အဲ့ဒီအချိန်မှာအင်္ဂလန်နိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဖြစ်နေတဲ့ British Airways နဲ့အပြိုင်ထောင်လိုက်တာပါ။အဲ့ဒီလေကြောင်းလိုင်းတစ်ခုဟာပြိုင်ဆိုင်မှုတွေရန်ကြီးမားလာကြပြီး Richard ရဲ့ Virgin Atlantic က British Airways ကိုလေယာဉ်စီးခရီးသည်တွေကိုမယူမသားစီးရုံနဲ့ဆိုရဲဆွဆွဲချက်နဲ့တရားစွဲပါတယ်။ British Airways ကတရားရုံးပြင်ပေါ်မှာဖြေရှင်းဖို့ကန့်လန့်ပြီးဘာဂျင်အက်တလန်တစ်ကိုညချင်းငွေဖြင့်ဖီတိန်ပေါင်း6သိန်း1000ပေးလိုက်ပါတယ်။ British အဲ့ဒီငွေတွေကိုပတ်စံတပြားမှမယူဘဲရှိသမျှဝန်ဆန်းတွေကိုအညီမျှခွဲဝေပေးလိုက်ပါတယ်။မကြခင်မှာလုပ်ငန်းအတွက်လေပတ်ဖို့ငွေလိုနေရကြောင့် Richard ဟာ Virgin Record Company ကို EMI Company ထံ1993ခုနှစ်မှာဒေါ်လာ1ဘီလီယံနဲ့ရောင်းလိုက်ရပါတယ်။ ုမ္ပဏီရောင်းတဲ့ရောင်းဝယ်စာချုပ်ကိုလက်မှတ်ထိုးပြီးချိန်မှာတော့ Richard ဟာချက်ကြီးတငွေငူချလိုက်ပါတယ်။ပတ်စံလိုလိုသာရောင်းလိုက်ရတာသူအသက်23နှစ်သားကလေးကမွေးဖွားပြလိုက်တဲ့ Virgin Record ကိုဖယ်ခွဲခွာခြင်းပါမယ်နော်။ဒါပေမဲ့1996ခုနှစ်မှာတော့ V2 ဆိုတဲ့အသက်သင်းစတူဒီယိုကုမ္ပဏီကိုပြန်ထောင်လိုက်ပြီးယနေ့ထိလုပ်ကိုင်နေဆဲဖြစ်ပါတယ်။ Richard ဟာသူ့ရဲ့ Virgin Group အောက်မှာနောက်ထပ်ကုမ္ပဏီတွေထပ်မံတိုးချဲ့ဖွင့်လှစ်ပြန်ပါတယ်။ အဲ့ဒါတွေကတော့1993ခုနှစ်မှာထူထောင်တဲ့ Virgin Train ဆိုတဲ့ရထားပို့ဆောင်ရေးကုမ္ပဏီ1993ခုနှစ်မှာထူထောင်တဲ့ Virgin Mobile ဆိုတဲ့တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ2008ခုနှစ်မှာ Virgin Money ဆိုတဲ့ဘဏ်တစ်ခုပါဝင် ကုမ္ပဏီတွေများကြီးပါထူထူထောင်ခဲ့တဲ့ Virgin Cola အချို့ကြီးထုတ်လုပ်တာနဲ့ Virgin Bogga အရက်ထုတ်လုပ်တာကုမ္ပဏီတွေကိုတော့အောင်မြင်မှုမရလို့ပိတ်ပစ်လိုက်ပါတယ်။ ဘာကြောင့်ကုလလုပ်ငန်းသစ်တွေအများကြီးထူထောင်နေရတာလဲလို့စန်ဒီတိုင်းသတင်းစာကြီးရဲ့သတင်းတောက်ရဲ့မိကုံးကိုသူကအခုလိုပြန်ဖြေခဲ့ပါတယ်။ကျွန်တော်ဟာလက်ထဲမှာငွေပိုရှိနေရင်အဲ့ဒီငွေကိုမိခင်တက်တာထဲမှာတင်ထားတာ။ဘာမှအထားတာမျိုးတွေလုပ်ဖို့ဝါသနာမပါဘူး။ဒါကြောင့်အဲ့ဒီငွေတွေကိုလုပ်ငန်းသစ်တွေထူထောင်ပြီးရင်းနှီးမြှုပ်နှံလိုက်တာပါပဲ။မှတ်သားစရာစကားလေးပါ။နောက်ပြီးသူကစပြောပါသေးတယ်။လုပ်ငန်းသစ်တွေထူထောင်ပြီးရင်ကျွန်တော်အနေနဲ့အကြံဉာဏ်ပေးတာကလွဲလို့ နေစဉ်ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုကိစ္စတွေမှာဝန်ပါတက်ဘူးကုမ္ပဏီတွေရဲ့ CEO တွေကိုသူတို့တိုက်တယ်လို့စီမံခန့်ခွဲရေးပေးထားပါတယ်တဲ့နောက်ထပ်မှတ်သားစရာစကားပါပဲနော်။ဘာကြောင့်ကုမ္ပဏီနာမည်ကိုဘာချင်းလို့နာမည်ပေးရတာလဲဆိုရဲမိကုန်းကို Richard ကအခုလိုပြန်ဖြေခဲ့ပါတယ်။သူဘာချင်း Record တည်တံ့တွင် Studio ဆိုင်ကိုစထောင်တော့ကသူ့ရဲ့လုပ်ငန်းပါတနာကဒီလုပ်ငန်းမျိုးကိုအရင်ကတခါမှမလုပ်ဘူးစားလို့သူတို့နေရာကဘာချင်းတွေပါပဲလို့ပြောလိုက်တယ်။ဘာချင်းဆိုတာ ိမ်မှုကိစ္စမှာတွေ့ကြုံရှိသေးတဲ့လူပြိုအပြိုစစ်စစ်လေးတွေကိုပြောတာပါ။ဒါနဲ့ဘာချင်ဆိုတဲ့နာမည်ကိုပေးဖြစ်သွားတာပါတဲ့။ရစ်ချာဘာကြောင့်ဘာချင်နာမည်ကိုသဘောကျရတယ်ဆိုတော့လူတွေမသိကြတဲ့အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးတစ်ခုလည်းရှိပါသေးတယ်။ရစ်ချာလူပြိုပေါ့ရဲမှာသူသဘောကျနေတဲ့ကောင်မလေးကဘာချင်အိုင်စလန်ဆိုတော့ပန်းဖြေကျွန်းလေးတစ်ခုကိုမိသားစုနဲ့အလဲသွားတယ်။ကောင်မလေးကသူ့ကိုဘာချင်းအိုင်စလန်ကိုလိုက်လာရင်သူချစ်ခွေ့ပန်ထားတာကိုအပြစ်ပေးမယ်လို့ပြောခဲ့တယ် အမန်ကကောင်မလေးကနောက်ပြောင်းလိုက်တာပါရေချယ်ဟာဆင်းရဲလို့ကျုံးကိုလိုက်လာဖို့လေရင်လက်မဖို့မတက်နိုင်ဘူးဆိုတာကောင်မလေးကသိနေရကိုအဲ့ဒါကိုအချစ်စိတ်မုံနေတဲ့ရေချယ်ဟာတကယ်ပြောတာလို့ထင်သွားတယ်ဒီတော့သူပါလို့တလေသူစုထားတဲ့ပတ်စံလေးနဲ့တန်ငယ်ချင်းတွေစီကချီးငားလို့ရတဲ့ပတ်စံပေါင်းပြီးဘာဂျန်အိုင်စလန်ကိုသွားဖို့လေရင်အသွားပြန်လက်မှတ်တစ်စောင်ဝယ်လိုက်တယ်ကဲဆိုကျင်တော့သွားမဲ့ရဲ့သူလေစိတ်ကိုရောက်သွားတဲ့အခါသူစည်းမဲ့လေရင်ကဆက်ချွရင်းနေလို့ နာရီအတော်ကြာကြာနောက်ကြပြီးမှလေရင်ထွက်နိုင်မယ်လို့ကြေညာထားတာကိုတွေ့လိုက်ရတယ်။ Richard ဟာကျွန်းကိုချိန်ပြီးရောက်ချင်နေတယ်။သူလိုက်လာတာကိုကောင်းမလေးမြင်တွေ့ပြီးအံ့ဩသွားစေချင်လို့ပါ။ဒီတော့သူပါလို့တလဲ။ Charter ပြီးဆွေးနေတဲ့လေရင်သေးလေးတစ်စီးကိုစီးလုံးငါလိုက်တယ်။လေရင်လက်မှတ်တောင်သူများစီကပတ်စံချင်းကားပြီးဝယ်လာရတဲ့ Richard ဟာလေရင်စီးလုံးငါရအောင်ဘယ်ကပတ်စံရလာလဲမေးတင်ကြမှာပါ။သူ့အိတ်ထဲမှာလဲဟိုရောက်ရင်သုံးဖို့ပတ်စံလေးနည်းနည်းပဲရှိပါတယ်။ ူပတ်စံမရှိဘဲခြားတားလေးရင်ကိုစီးလုံးငားနိုင်တာလေသူ့လုပ်ပုံဟာစိတ်ဝင်စားစရာကောင်းလာပါတယ်ဒီစိတ်စားတော့ဆိုင်တစ်ခုကနေစက်ကူကပြားအဖြူကြီးကြီးတစ်ခုကိုတောင်းယူလိုက်ပြီးအဲ့ဒီပုံမှာအခုလိုစားရေးလိုက်ပါတယ်ဘာကျင်အိုင်စလန်ကိုချက်ချင်းလေရင်ထွက်မယ်လေရင်က29ဒေါ်လာတဲ့ပါတဲ့အဲ့ဒီကပြားဖြူကြီးကိုလက်နဲ့ကင်မြောက်ပြရင်စောင့်နေကြတဲ့ခီးတယ်တွေကြာရှောက်သွားလိုက်တယ်။ကျုံးကိုအမြန်ရောက်ကျင်သူတွေက အလူရဲ့ပတ်စံပေးပြီးစင်းရင်ပြကြလို့ခဏလေးနဲ့လေရင်တစည်းစာလူပြေးသွားတယ်။ လူတွေစီခတ်ကောက်လို့ရတဲ့ပတ်စံတွေနဲ့စာတလီငါးကပေးလိုက်တယ်။ရစ်ချက်လည်းကျွန်းကိုလင်းရင်လည်းကားစီးခွင့်ရသွားတယ်။ဒါလေးဟာသူ့ဘဝမှာဗာဂျင်နယ်မဲကိုအမြဲမှတ်ရနေစေပါတယ်။အဲ့ဒီဖြစ်ပျက်လေးကိုကြည့်ခြင်းအပြင်ရစ်ချက်ဟာစီးပွားရေးမှာအရန်ကွက်မြင့်တဲ့သူမှန်းသိနိုင်ပါတယ်။နောက်ပိုင်းမှာသူဟာဘာဂျင်နာမည်ကိုကြိုက်လွန်လို့ဘာဂျင်အိုက်စ်လန်နဲ့နီးကနက်ကအိုက်စ်လန်ကျွန်းကျွန်းကို1988ခုနှစ်မှာဖီတိန်ပေါ38000နဲ့ဝယ်ယူလိုက်ပါတယ်။ ကျောင်းနဲ့ကျောင်းနဲ့မှာနီကာအိုင်စလန်ဟာတာယာလပါလုံလို့ပုံနာမည်ကြီးပါတယ်အမေကြီးဆိုတော်ရင်းနဲ့ဟောလိဝုဒ်ရုပ်ရှင်မင်းသားမင်းသမီးတွေဟာနတ်ကာကိုမကြာခဏအသွားရောက်ပန်းဖြစ်တတ်ကြပါတယ်။ဘာဂျင်ဂရုကကျွန်းတစ်ခုလုံးကိုတညငါးကဒေါ်လာ4200နဲ့ကျွန်းပေါ်ကနန်းတော်လိုလပနေတဲ့အင်တော်ကြီးကိုတညငါးကဒေါ်လာ2800ကောက်ယူပါတယ်။နတ်ကာအိုင်စလန်ကျွန်းတစ်ခုနဲ့ပဲနှစ်စဉ်ဝင်ငွေဒေါ်လာတန်းချီရနေပါတယ်။ ဘာဂျင်ဂရုမှာအခုအခါနိုင်ငံပေါင်း30ကျော်မှဖွင့်ထားတဲ့ကုမ္ပဏီပေါင်း400ကျော်ပါဝင်ပြီးဝန်ထမ်းအင်အားပေါင်း6000ကျော်ရှိပါတယ်။ Britain ရဲ့ယနေ့ပိုင်ဆိုင်ကျော်ဝမှုဟာ American Dollar 9ဘီလီယံဖြစ်ပြီးသူဟာအင်္ဂလန်နိုင်ငံကအချမ်းသာဆုံးတတိယရေထဲကတစ်ယောက်ဖြစ်နေပါတယ်။သူလုံချင်နေတာတခုရှိပါသေးတယ်တဲ့။အဲ့ဒါက American နိုင်ငံ Nevada ပြည်နယ် Las Vegas မြို့မှာ Casino ကစားဝိုင်းဟိုတယ်ကြီးတခုတည်ဆောက်ချင်ပါတယ်တဲ့။ ပစ်ချက်ရဲ့နာမည်ထင်ရှားကျော်ကြတာပတ်စံချမ်းသာတာတစ်ခုတည်းကြောင့်မဟုတ်ပဲသူရဲ့စွန့်စားမှုတွေကြောင့်လည်းပါပါတယ်။သူဟာ1986ခုနှစ်မှာအဖွဲ့ဝင်9ယောက်နဲ့တူဘာဂျင်အက်တလန်တင် Challenger 2လို့နာမည်ပေးထားတဲ့မော်တော်ဘုတ်ဒေးလီတစ်စီးနဲ့အက်တလန်တိတ်သမုတ်တရားကို3ရက်8နာရီ31မိနစ်ကြာဖြတ်တန်းနိုင်ခဲ့လို့အဲ့ဒီသမုတ်တရားကိုမော်တော်ဘုတ်နဲ့အမြန်ဆုံးဖြတ်တန်းနိုင်သူဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်။ 1989ခုနှစ်မှာအတ္တနတိတမှုတရားကိုမီဘုပြန်စည်းရင်ဖျက်ဆော်နိုင်ခဲ့တဲ့ပထမဆုံးလူသားဖြစ်လဲမှတ်တမ်းတင်ခံခဲ့ရပါတယ်1992ခုနှစ်မှာလဲမိုင်6900ကျဲတဲ့ပစိဝိတ်တမှုတရားကိုမီဘုပြန်နဲ့ဖျက်ဆော်နိုင်ခဲ့ပြန်ပါတယ်ရစ်ချတ်ဟာ1996ခုနှစ်မှာစီးပွားရေးမှာထူးချွန်မှုအတွက်အင်္ဂလန်ဘီယံမာကြီးရဲ့စာပွဲအနေချင်းခံခဲ့ရပါတယ်ရစ်ချတ်ပရင်ဆန်ရဲ့မှတ်မှတ်သားသားစကားများလူတွေကပြောကြတယ် customer can fast ဈေးဝယ်သူကပထမတဲ့အမှန်ကမိမိဝန်ထမ်းတွေကပထမပါဝန်ထမ်းတွေကိုကူးဆိုင်ရင်သူတို့ကဈေးဝယ်သူတွေကိုကူးဆိုင်ပါလိမ့်မယ်တကယ်လို့တင့်ကိုတစုံတစ်ယောက်ကအလွန်ကောင်းတဲ့အခွင့်အလမ်းကြီးတစ်ခုကမ်းလှမ်းလာရင်လုံနိုင်မလုံနိုင်စဉ်းစားမနေနဲ့အရင်လက်ခံလိုက်ပါပြီးမှဘလို့လုပ်ရမယ်ဆိုတာသင်ယူလေးလာပါလမ်းလျှောက်တက်အောင်သင်ယူရမှာဥပဒေတိုင်းလုပ်ရတာမဟုတ်ဘူးလျှောက်ကြည့်ရမယ်လက်ရင်ပြန်ထပြီးထက်ရှောင်မယ်စီးပွားရေးလုပ်တာလည်းဒီလိုပါပဲအကောင်းဆုံးသင်ယူနည်းကလက်တွေ့လုပ်ခြင်းပါပဲ။ ကြာရှုံးလို့စိတ်မပြတ်ပါနဲ့အရှုံးကနေသင်ခန်းစာယူပြီးဆက်လုပ်ပါစီးပွားရေးခွင်လန်းဆိုတာဘတ်စကားတွေလိုပါပဲတစ်စီးလို့သွားလဲနောက်တစ်စီးလာမှာပါလုပ်ငန်းလုပ်ရမှာဦးစားပေးစရင်မှာပထမကမိမိဝင်တယ်ဒုတိယကဈေးဝယ်သူဖောက်တယ်တတိယကရှယ်ယာအစုရှင်တွေလို့သဘောထားပါဘဝရဲ့အချိန်၈၀ရာခိုင်နှုန်းဟာအလုပ်လုပ်ရင်ကုန်ဆုံးရတယ်ဒီတော့အလုပ်ကိုပြောစအပြစ်အောင်ဖန်တီးနိုင်ရင်ဘဝမှာအချိန်ပြည့်ပြောနိုင်တာပေါ့ ကပ္ပကြီးဟာမင်းမြတ်ဆက်ဆက်ပြောင်းလဲနေတယ်ကြီးသူကငယ်သူကိုနိုင်နေခဲ့မဟုတ်တော့ဘူးမြန်သူကနှီးသူကိုနိုင်နေခဲ့ဖြစ်သွားပြီလွယ်တာကိုခောက်အောင်လုပ်ဖို့လွယ်ပါတယ်ဒါပေမဲ့ခက်တာကိုလွယ်အောင်လုပ်ဖို့ကြတော့ခက်ပါတယ်စီဝိုင်းလုပ်ငန်းလုပ်တယ်ဆိုတာတကယ်တော့လူတွေရဲ့ဘဝကိုတိုးတက်အောင်လုပ်ပြီးပတ်ဆံရနေတာပါဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဆရာကြီးပမောသိမ့်ဖေးရေးသားထားတဲ့ဆင်းရဲနော်မှာချမ်းသာမှုတို့ဆိုတဲ့စာအုပ်တွေက မစ္စတာပရင်ဆန်ရဲ့အကြောင်းကိုဖတ်ပြပေးသွားပြီးဖြစ်ပါတယ်ရှင်။အားလုံးပဲသဘောကျနေတတ်မယ်လို့မျှော်လင့်ပါတယ်နော်။ဟုတ်ကဲ့ပါ။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းတွေစာအုပ်ကောင်းတွေကိုဖတ်ပြနိုင်သေးရဖို့အတွက်လည်းကျမတို့ရဲ့မြန်မာ audio book channel လေးကို like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုပါရစေနော်။ဖိနက်က notification ခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးပါအောင်ရှင်။အားလုံးပဲကျန်းမာချမ်းသာပါစေ။